ားလုံးမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျူစုလိုက်ပါတယ်ဒီကနေ့ဇူလိုင်း၂ရက်နေ့ဒီနေ့မှာတော့ကျွန်တော်ကျွန်တော်မိပါတယ်အဖြေရှာဆွနီးကြာရမယ်ထင်ပါတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ KNL ဖားဆောင်မှာအကြောင်းပတ်စစ်ခွေးတက်ရဲ့အချင်းတက်ရင်ဌာနချုပ်ဖြစ်တဲ့၁၃၄နဲ့၁၃၅ကိုပြီးသက်တိုက်ခိုက်လိုက်တဲ့အချိန်မှာစစ်တုံးမန်းတွေအဖြစ် ရင်ဝင်ပိုက်ကလေးငေတွေအပါဝင်အကျွမ်းဖက်စိတ်ခွေးတက်မိသားစုဝင်တွေအများအပြားကိုကျွန်တော်တို့ဖန်ဆီရမိခဲ့ဒီပါဆောင်မှာရှိတဲ့ကျွမ်းဖက်စိတ်ခွေးတက်ရင်းဌာနချုပ်ဖြစ်တဲ့335ကိုကျွန်တော်တို့လာနိုင်ချီပြီးတော့ဝင်းရပိတ်ဆို့ထားခဲ့တာဒီခါလဲပေးပို့လို့မရတော့ဘူးစစ်ကူလဲပေးပို့လို့မရတော့ဒီအခြေအနေမှာကျွမ်းဖက်စိတ်ခွေးတက်ဟာ ဒီရင်စုံပိုက်ကလေးငယ်တွေနဲ့ဒါစခွေးမိသားစုဝင်တွေကိုဘာကြောက်ပြန်မဆုတ်ခိုင်းတာလဲဒါစဉ်းစားစရာတပတ်မှာတော့ကျွန်တော်တို့ကီနီတော်လန်သောတပွဲဝင်တွေပူပေါင်းတပွဲဝင်တွေဟာတခါတင်းပိုက်ပြီးဟော်ရီဇွန်လက်နဲ့ကြီးနဲ့အတူတူ လက်နဲ့ငယ်အမြောက်အများသိစီရမိခဲ့တာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ဒီနေ့တူတူစူးရကြမယ်။နောက်ထပ်ဒီခုအဲ့ဒါလည်းတော့ဒီနေ့အုတ်ကိုရှင်းပြီးတော့ရုပ်ရှင်ဆန်ဆန်ကဲထုတ်သွားတဲ့ဖြစ်စဉ်အဲ့ဒီဖြစ်စဉ်ရဲ့နောက်ွယ်ဘာတွေလဲဆိုတာကိုထပ်ပြီးတော့ကျွန်တော်တို့အဖြေရှာကြမှာဖြစ်တယ်ဗျာ။ဒါတော့လိုက်စားရဖြစ်စဉ်မှာဒါပေမဲ့ဒီနေ့တက်တဲ့အချိန်မှာဒါအကျံပစစ်ခွေးတက် ဟိုတုတ်တင်ရှင်းလင်းပြီးတော့မြို့ကြီးတယောက်ကိုကဲထုတ်လိုက်တယ်ပြီးတော့နောက်တစ်ခါသတင်းတွေထပ်ထွက်လာတယ်အဲသူတို့ဒါကဲထုတ်တဲ့အဖွဲ့တွေကိုဖမ်းဆီးရမိလိုက်တယ်ဟိုဘက်စစ်ကောင်စီလော်ဘီဘက်ကဓာတ်ပုံနဲ့တကွာထုတ်ပြန်လာခဲ့တယ်ဆိုတော့ဒီအချိန်နေမှာဒီပြည်စင်ရဲ့နောက်ွယ်မှာဘာတွေရှိနေလဲဆိုတော့ဒီကလေးကတော့ကျွန်တော်တို့က BD တွေအများကြီးကိုရှာဖွေမဲ့နေ့ဖြစ်ပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုပြီးကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုတင်ပြစား ိတ်ခေါ်လိုက်ပါတယ်။ကင်နီရဲ့အောင်ပွဲဆိုဒီအောင်ပွဲအတွက်ကျွန်တော်ကင်နီတပေါင်းစုစ조사ခဲ့တာကျွမ်းမိပါတယ်တကယ့်ကိုလေးစားကုံစုဖို့ကောင်းပါတယ်မုတ်တင်တန်ဆိုတာညာတွန်းပြီးတော့ရာသူဥရုအလွန်အင်တန်ဆိုးရနေတဲ့အချိန်မှာကျွန်တော်ပြောပြည်သူတွေအတွက်အောင်ပွဲကိုမဖြစ်မနေရယူပေးခဲ့တယ်အောင်ပွဲနဲ့အတူလက်ဆောင်ကဟောဝေစာလက်နက်ကြီး ဒါကြောင့်ငယ်အမြောက်အများနဲ့ဘုံတီးအမြောက်အများအခုချိန်ထိတဲလို့မနိုင်တဲလို့မပြီးသေးဘူးလို့ကြောက်ရင်ပြပါတယ်ဆိုတော့ဒီ business နဲ့ပတ်သက်ပြီးတော့ထူးခြားနေတာကကျွန်တော်တို့မလိုချင်တဲ့လက်ဆောင်တွေပေါ့ဗျအဲ့ဒါတွေလည်းပါလာတယ်ဆိုတော့ကျွန်မမိသားစုဝင်တွေလည်းလိုချင်မှာမဟုတ်ဘူးဘာကြောင့်လဲအကျွန်တော်ဖက်စခွေးတက်ကမိသားစုဝင်တွေပါကျွန်တော်တို့အစီမှာစစ်တုံးဘန်းအနေနဲ့ခံစီခံလိုက်ရတယ် ဆိုတော့ကျွန်တော် Telegram မှာအဲ့ဒီရုပ်သံ video file ကိုတင်ပြထားတယ်အဲ့ဒီ video file ကိုကျွန်တော်မိဘတွေနားထောင်ကြည့်ပြီးသွားပြီးဆိုရင်ဂျင်ဘိုက်လေးလေးရဲ့ငိုပန်ပါကြားရမှာဖြစ်တယ်ဒါပြင်အတကြီးနေတဲ့အချို့သောသူတွေကိုပါကျွန်တော်စစ်တုံ့မှန်အဖြစ်ဖမ်းဆီးရမိထားတယ်ကျန်တဲ့ငစနူကောင်တွေကအကုန်လုံးအင်ကြီးချွတ်နေ ဟုတ်ပြီမင်းတို့ကိုပြည်သူကဝမ်းထားတယ်ပြည်သူကဖမ်းပြီးပြီမင်းတို့ရဲ့ကြီးပေါ်မှာဒူးထောက်ကောင်းမှလက်တယ်မလှမ်းနဲ့မော်မကြီးနဲ့အဲ့ဒီအချိန်ဆိုသူတို့အရန်ကြောက်တတ်တာညင်ကုတ်ပုံစံထိုင်နေကြတယ်ပေါ့ဗျာဒါကစစ်ခွေးတူရဲ့လက်ရှိဘဝဒါပေမဲ့ကျိုးရေအစ်စ်ပါ သူလိုမျိုးသူရဲ့မိသားစုဝင်တွေဒါပြင်ကလေးငယ်တွေအရင်ကငယ်တဲ့ကလေးငယ်တွေပါအဲ့ဒီကျွန်တော်တို့ချင်းလင်းတိုင်းဌာနချုပ်ဖြစ်တဲ့တသုံးလေးနဲ့တသုံးငါးမှာဒီကောင်ဒီဘာချောက်ပေးမစုတ်တာလာချင်းပြောဝင်ပိတ်ဆို့ပြီးကျွန်တော်တို့ပိတ်ဆို့ထားတဲ့နေရာကိုလက်နက်ခဲရန်မရောက်နိုင်တော့အဲ့ဒီကောင်ကြီးကောင်းကောင်းသိတယ် ။ဟောဘာနာအရှိနေတဲ့ကျမ်းဖက်စစ်ခွေးတွေအကုန်သိတယ်။အောက်ကနေပြီးတော့အရာရှိထိအပေါ်မှာညွန်ကြားနေတဲ့ကောင်တွေအကုန်လုံးသိတယ်။စစ်ကူလည်းမရောက်နိုင်တော့ဘူး။ဒီကူပို့လေ။ဟောဘာပို့တော့ပဲလုံးလို့ရတော့။ဒီလိုအချိန်မီမှာဘာကြောင့်ပေကက်ကက်လုတ်ပြီးတော့ဒီကောင်တွေအခုအချိန်နေတိသူတို့ရဲ့မိသားစုဝင်တွေကိုသူတို့ရဲ့ clean ငယ်တွေပါအခုလို့ ဖြစ်ချက်စိုးကြီးနဲ့ကြုံတွေ့လိုက်ရတာလေဆိုတာကအံအောဖို့ကောင်းနေတာဆိုတော့ဒီကနေ့မှာကျွန်တော်တို့မြင်တွေ့ရတာက passive မိစာရဲ့ဇယက်တံကို opportunity မြင်တွေ့လိုက်ရတာဖြစ်တယ်ဟုတ်ပြီသူတို့နေရာမှာကျွန်တော်တို့အချက်ဝင်ပြီးတော့စမ်းစားပြီးကြည့်မယ်ဟုတ်ပြီငါတို့ဒီ episode ခဏရရတယ်ဒါ လေကြောင်းကနေပြီးတော့ရိတ်ခါလေးတွေလာလာပစ်ချသွားတယ်ဖုံဖုံဖုံထုတ်ထီထုတ်ချက်အကြတဲ့ရိတ်ခါတဲ့မှာဒါကျွန်တော်မိသားစုဝင်တွေခုကတော်လန်တော့အချိန်တော်လန်တော့ကာလဖြစ်တဲ့ခါကျတော့ကျွန်တော်ဖက်စခွေးတဲ့ဘားတွေလောက်တဲ့ blue တွေရိတ်ခါပို့နေရလေဆိုတာအသေးစိတ်ကစကျွန်တော်တို့ဓာတ်ပုံမှတ်တမ်းတွေမှာလည်းပဲတွေ့ရမှာဖြစ်တယ်ကျွန်တော်ရေကထုတ်ထုတ်အဲဒီမှာကျွန်တော်တို့ဒါစားစရာလေးတွေပါမယ်တောက်စရာလေးတွေပါမယ်အချို့အရက်ဖြူလေးတွေတောင်ပါသေးတယ်ပြီးတော့ဆက်လက်ရေးနေပါဗျာအပေါ်ကနေပြီးတော့ခုနထုတ်ချတယ်ဆိုပါစို့ တို့တို့လက်ထဲကိုရောက်သွားတာကတုံးတို့အများဆုံးပဲဒါမှမဟုတ်ဘဝနဲ့ပြစ်ချလိုက်တဲ့အချိန်မှာအဲ့တော့အော်ပါတော့ကွဲပြဲသွားတာပါညာပေါ့နော်ပျက်စီးသွားတာအများကြီးအဲ့လိုမျိုးမသေးယုံလေးစားတော့နေရတဲ့ရိခါထုံလေးကိုမျော်ပြီးတော့နေထိုင်နေတဲ့ကောင်တွေပြီးတော့ပုစီကိုစစ်ကူပေးဖို့ပါမယ်မိမစီကိုတက်ကူတွေလာနေပြီးဒီကြောင့်ကနေပြီးတော့ပြစ်ကူတွေလည်းချေမုံပေးမယ် ပြီးတော့လက်ရှိမင်းတို့ဟိုဝင်ပိတ်ဆို့ထားတဲ့ဒူဝေကိုဘလို့ချိန်မုံးမယ်ဆိုတော့မလုံးမျိုးတွေအဲ့ဒီကောင်တွေရထားကြတယ်ခါလီဒီကောင်တွေရဲ့စဉ်းစားပုံကိုကျွန်တော်တို့အယံအံ့ဩမြင်သူတို့စုတ်ပြတ်တတ်နေပြီဘာကြောင့်ပိကပ်ပိကပ်လုံနေသေးတာလဲစောစောစစ်လက်နဲ့ချတယ်ဆိုရင်ဒီလိုမျိုးအခြေအနေဇိုးတွေရင်ဆိုင်ရမှာမဟုတ် နော်စက်ပုံမှန်းမှာအဆင့်တက်အများကြီးရှိတယ်ဆိုတော့ဒီအချိန်ကျွန်တော်တို့အပြီးသက်တိုက်ခိုက်လိုက်တဲ့အချိန်ကြမှာကျွန်တော်ဖန်စီရောက်မိခဲ့တဲ့စက်ပုံမှန်းကတော့ဘာမှမျောလင့်စရာအကြောင်းမရှိဟုတ်ပြီဒါယုံကယုံဘက်ကလင်းရဲ့တွေပါစက်ပုံမှန်းအဖြစ်ဖန်စီခံလိုက်ရတာဘာကြောင့်မှာချက်ချင်းလည်းငင်းကြီး ပြန်ခံစားလိုက်ရတဲ့ကျွန်တော်ပြည်သူကိုနေ့စဉ်ညင်မှနှိပ်စက်တက်ဖြတ်နေတဲ့កောင်တွေချက်ချင်းကိုလွတ်ပြန်လဲတာနောက်ဘုရားမကူးဘူးကျွန်တော်ရဲ့မိသားစုဒါကိုကျွန်တော်ကပြောချင်တာဟုတ်ပြီအဲ့ဒီဖြစ်စဉ်သင်စိတ်ကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်သိနိုင်ခဲ့ပါပြီအချိန်လေးအကုန်လုံးကိုထုတ်ပေါ်မပြောသေးပါဘူးဒါကမိပြတက်ဖက်ကသတင်းပေးပို့ထားတာဖြစ်ပါတယ် ်လက်ရှိအခြေအနေကကျွန်တော်တို့ဒါကင်းဒီမှာပဲဖြစ်ဖြစ်ကရင်မှာပဲဖြစ်ဖြစ်အချိန်မှာပဲဖြစ်ဖြစ်စည်ရည်တည်ငြိမ်နေဆိုတာမရှိဘူးကျွန်တော်တို့ဒါကြောင့်အချို့သောသတင်းတွေဆိုရင်ကျွန်တော်တို့နောက်ပိုင်းကာလတွေမှာဒါမှတ်တမ်းဓာတ်ပုံတွေသတင်းတွေဖော်ပြတတ်ကြပါတယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေ Telegram မှာတော့ကျွန်တော်အစာအတိုလေးနဲ့ပြီးခဲ့တဲ့ချက်ပိုင်းတွေကတော့ကျွန်တော်ဘယ်လိုပြောမလဲနော်အနေငယ်ပေါ့နော်အနေငယ် ကျွန်တော်တင်ပြထားတာလေးတော့ရှိပါတယ်ခင်ဗျနေပတ်သက်ပြီးပေါ့နော်ဟုတ်ပြီဒါကတော့ကျွန်တော်ကကျွန်တော်မိသားစုဝင်အများအားဒါအဝမ်းမြောက်ဂုဏ်ယူနိုင်ဖို့ပြီးတော့ကျွန်တော်တို့ဝင်းရန်ကူညီနိုင်တဲ့နေရာမှာကိုယ့်ရဲ့ဒါကူညီနိုင်မှုတွေကဘယ်လောက်ထိဒါအရေးပါလဲဆိုတာလေးတွေကိုဒါသိတာထင်ရှားစေဖို့ကျွန်တော်ကအဲ့လိုအရေးမို့လေးလေးဖော်ပြတတ်ပါတယ်ဗျဟုတ်ပြီကျွန်တော်လည်းဒီမှာအညီအမိကလည်းကောင်းနေကျွန်တော်အကုန်လုံးကိုအင်ကြီးချုပ်ပြီးတော့ခေါင်းငုတ် ကျွန်တော်တို့ကောင်ကြီးတစ်ဖွဲ့ဝင်တွေကသူတို့ကို3 pay နေတဲ့အတန်တွေကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကြားရမှာဖြစ်တယ်အဲဒီနောက်ကဗီဒီယိုဖိုင်မှာဆိုရင်ဒါ clean နေတွေဟာအဲဒီဖာဆောင်တိုက်ပွဲမှာစစ်တုံးမန်းအဖြစ်ဖန်စီခံလိုက်ရတဲ့အခြေအနေဇိုးတွေရဖြစ်ပါသူတို့တွေကြုံလိုက်ရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါချင်းစာထောက်ထားမှုအပြည့်အဝရှိပါတယ် ဲ့တော့ကျွန်တော်ဗီဒီယိုကိုဝင်ကောင်းကောင်းလေးခိုးကြည့်နေရတဲ့ဆိုရင်အဲ့ဒီဖာဆောင်တိုက်ပွဲအတွင်းမှာဖမ်းမိရမိခဲ့တဲ့ကျွန်တော်ဖတ်စ်ခွေးတက်မိသားစုဝင်တွေနဲ့ပတ်သက်ပြီးတော့အရန်ကိုအလွတ်အင်တန်စိုးရိမ်နေမှာစိုးလို့ပါကလင်းတွေကိုတတ်တဲ့အထက်မှာကျွန်တော်တို့မပါပါနိစင်ရဆက်ကျွန်တော်ရတာကလင်းငယ်တွေကျွန်တော်တိုင်းသားကလင်းငယ်တွေကိုတတ်နေတာဘသူတွေလဲဘယ်ကောင်တွေလဲဆိုတာလဲရှင်းပြစရာမလိုတော့အောင်ကိုကျွန်တော်တို့တွေ့မြင်နေခဲ့ကြပြီဖြစ်ပါတယ် ဒါမှခုချင်းဒီပေးကက်ကက်လုတ်နေတာတော်တော်ကိုခံပြင်းဖို့ကောင်းတယ်အဲ့ဒီတိုင်ပတ်ပြန်မှာကျွန်တော်ဒီကောင်လေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဖာဆောင်ကောင်လေးတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဇွန်လ26ရက်နေ့မှာစနေကရခလာရတပေါင်းလေးရတစ်ခက်သိမ့်ပိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာအမှန်1138တရင်ကျွန်တော်တို့ရဲဘော်တဦးမြင့်မြတ်စွာတပ်ပေးလူခဲ့ရပါတယ်အသူရဲ့နာမည်ကရဲဘော်ကျော်စိုးဖြစ်ပါတယ်ဟုတ်ပြီခလာရ 3နဲ့35စကန်နှစ်ခုလုံးရှိပါတယ်အဲ့ဒီစကန်နှစ်ခုလုံးကိုကျွန်တော်တို့ဒါ2024 February 28ရက်နေ့ကကျွန်တော်တို့ Tollan Dot Bond စုကဝင်းရံပိတ်ဆို့ခဲ့တာဖြစ်တယ်ဆိုတော့အဲ့ဒီကာလမှာဒီဂရိကာလအထိကြောက်မိပါစဉ်းစားဒါကြောင့်အဲ့ဒီကျွန်တော်ပါစစ်ခွေးတက်မိသားစုဝင်တွေနဲ့အဲ့ဒီငှက်စနူကောင်းနေပကကလောက်တာတကယ်ကိုသနာစရာအကြောင်းကိုမရှိဘူး ကျွန်တော်အဲ့လိုပြောတော့နည်းနည်းမလွန်သွားမလားဗျကျွန်တော်မိသားစုကျွန်တော်ဖီလိုကွန်မန့်လေးမှာအာကိုရှန်ကိုရှန်ပြောတာလွန်နေဆိုလဲကျွန်တော်သတိပေးလို့ရပါတယ်အကြံပြုလို့ရပါတယ်တလုံးလမ်းနဲ့ချီပြီးတော့ဝင်းဝစ်ဆိုခဲ့တဲ့အခြေအနေခုနောက်ဆုံးအခြေအနေဒီပေကက်ထုံပေနေတဲ့ကောင်ကျွန်တော်ဖီလိုကွန်မန့်လေးခုတွေ့လိုက်ရပါတယ်သမီးကျွေးရွာတော်မှာစတုံမန်းဆိုတော့လေသမီးကျွေးရတော့မယ်လေဆော့ ကျွန်တော်ပြည်သူကခမင်းကျွေးရမှာတော့မှစေနာမရှိဘူးဆိုပါတယ်။ဒါဘလဂျန်ကစီခွတ်တန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြည်သူလူလူတစ်ချက်လုံးရဲ့ခံစားချက်။ဒါကြောင့်လည်းကနေ့ချိန်ထိပိုးစောပတ်ဆက်ခွေးရှုံးဝက်ရှုံးနွားရှုံးရှုံးနေတာ။သူတို့အရှုံးခုချိန်ကြီးမချက်သေးဘူးဗျ။ဟုတ်ပြီ။ဒါကဘုရင်နဲ့နေတဲ့ကောင်တွေမျိုးဆက်အလိုက်ခံလိုက်ရတဲ့အဖြစ်အပျက် ကျွန်တော်ကရင်နီပါစောင်းမှာရှိအကျံဖက်စစ်ခွေးတက်ရင်ဌာနချုပ်13435ကတည်ဖြစ်ပါတယ်။နောက်ထပ်ဒင်းလေးဆက်ပြီးတော့တွားကြည့်အောင်။ဒူရဲအုပ်ကိုရှင်းပြီးတော့ရုပ်ရှင်ဆန်ဆန်ကဲထုတ်သွားတယ်ဆိုရအကြောင်းဒီသတင်းနဲ့ပတ်သက်ပြီးတော့အာကျွန်တော်မိသားစုဝင်တွေပထမသတင်းစထွက်တဲ့အချိန်မှာတော့ဟာဒူရဲအုပ်ကိုရှင်းပြီးတော့ကဲထုတ်သွားတယ်ပြီးတော့နောက်ထပ်သတင်းထပ်ထွက်လာတယ် စစ်ကောင်စီလုံပြီးဘက်ကသူတို့တွေကိုဖမ်းမိသွားပြီဆိုတော့အချို့တော့လည်းအာအချက်သတင်းနဲ့ပတ်သက်ပြီးတော့အမိုက်တယ်ပေါ့နော်အနောက်သတင်းနဲ့ပတ်သက်ပြီးတော့ဟာသွားပြီဆိုတာမျိုးတွေပေါ့ချက်ချင်းတွေကျွန်တော်တို့အရှင်လေးတွေဖြစ်နေတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဟုတ်ပြီအဲ့ဒီနောက်ွယ်မှာအဖြစ်ပြက်တွေအများကြီးရှိပါတယ်ကျွန်တော်ရန်ကုန်ဇိုင်းတာမျိုးနဲ့ကျွန်တော်ဖဆစ်ခွေးတက်ကနေပြီးတော့ဒါဖန်စီထားတဲ့အမျိုးသမီးတအူးကိုရဲလက်ကနေပြီးတော့ကဲထုတ်သွားတဲ့ဖြစ်စဉ်ပါအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဒါဆရာဆရာရဲ့ဒါ dream media ဘက်ကနေပြီးတော့မျိုးစုံ dream တွေထုတ်ပြန်ပေးမယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအတနည်းအားဖြင့်ကျွန်တော်တို့ဒါ UG ပေါ့နော်ဒါမြေတော်လှန်သောတပ်ဖွဲ့ဝင်တွေနဲ့နိစ္စသူတွေရဲ့ထုတ်ပြန်ချက်လည်းရှိပါအဲ့ဒါကတော့အဲ့ဒီဖန်စီမိတဲ့လူတွေအဲ့ဒီဖြစ်စင်မှာပါတဲ့ကောင်တွေဟာကျောင်းတော်လှန်သောတပ်ဖွဲ့ဝင်တွေနဲ့မသက်ဆိုင်ပါဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ါလေးကိုတော့ကျွန်တော်မြင်သားစုဝင်တွေသတိပြုအရေးကြီးတယ်ဟုတ်ပြီသူတို့ဟာကျွန်တော်တော်လန်ရင်းနဲ့မတက်ဆိုင်ဘူးတော်လန်တော့တက်ဖွဲ့ဝင်တွေမဟုတ်ဘူးဆိုတာဘာကြောင့်ပါလဲကျွန်တော်ဒါကိုရှင်းရှင်းလင်းလင်းသိစေခြင်းလို့ပါဒါပါတော့ဒီနိုင်ငံနဲ့ပတ်သက်ပြီးတော့လက်ရှိပေါ့နော်ဒါစစ်စင်ရေးတွေပြီးတော့လက်ရှိတော်လန်နေတဲ့သူတွေထဲမှာမတမာတဲ့လူတွေလည်းရှိပါတယ် ော့တော်လန်သောမိမိကိုရောက်လာတယ်ပြီးတော့တော်လန်ရေးအဖွဲ့ထောင်ကြတယ်ကျွန်တော်မိသားစုတွေရှင်းအောင်ပြောမယ်ဆို A ဖွဲ့ထောင်တယ်ဗျ B ဖွဲ့ထောင်တယ်ဗျ C ဖွဲ့ထောင်တယ်ထိုနည်းသကောင်းပါဗျာဆိုတော့ကြည့်မယ်ဆိုရင်လည်းပဲ A မှာစကြောမှုအတရင်မှုအဒုတရင်မှု တခွဲမှုစသည်အဖြစ်ကျွန်တော်လူငယ်တွေအချို့သောသူတွေပေါ့နော်ခေါင်းဆောင်အရန်ဖြစ်ချင်ကြတာလေကျွန်တော်တို့သတိထားမိပါတ ဒါကိုတစ်ဖြည်းဖြည်းနဲ့ကျွန်တော်တို့ပြည်သူကပဲဒါပုံသွင်းပြီးတော့လမ်းမှန်ပေးပို့လာတာအနည်းအချိန်ထိပါဟုတ်ပြီအဲ့ဒီပြဿနာဖြစ်သွားသူပြီးတော့အဲ့ဒီရဲ့ဓာတ်ပုံမှာပါတဲ့ပေါ့နော်အဲ့ဒီအဖြူနဲ့သူက indu လို့ခေါ်ပါတယ်ကျွန်တော်ကင်းပြည်နယ်မှာကျွန်တော် national special force အမည်နဲ့စေလှူရှားခဲ့ပြီးတော့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်အဲ့ဒီအကောင်အပါဝင်သုံးဟာကျောင်းပြည်သူတွေလှူဒန်းထားတဲ့ငွေကြေးနဲ့လက်နက်ကိုပါယူပြီးတော့ကျွန်တော်ဖက်စစ်ခွေးတက်စီမှာလင်းဝင်သွားတဲ့ကောင်တွေဖြစ်တယ် ဒါပေမဲ့ကျွန်တော်တို့အာကျန်တဲ့ခေါင်းဆောင်ကနေပြီးတော့ဒါ RFA ကိုကျွန်တော်တို့ဒါတည်င်း interview ပေါ့နော်ဖော်ပြခဲ့တဲ့ဒါတည်ဝင်တည်င်းလည်းရှိပါတယ်2023ကျွန်တော်တို့ဇူလိုင်နောက်ပိုင်းမှာတခွဲမှုရန်ကုန်ခေါ်ဖုံးမြင့်အောင်နဲ့တခွဲမှုတာဝန်ယူရတဲ့ Andrew ခေါ်ချင်းစင်လင်းအဲ့ဒီနှစ်ကောင်ကဖွဲ့ရနေအလူခံထားတဲ့မြမကြံ့ဝေတိန်ပေါင်း900နီးပါး လောက်ရှိတဲ့ထိုင်းပတ်ငွေ၁၀သိန်းနီးပါးကိုယူဆောင်ပြီးတော့အဂျန်ပတ်စစ်ခွေတက်နဲ့ပူပေါင်းသွားတာဖြစ်တယ်။အဲဒီနောက်ပိုင်းမှာတက်စီမူတောင်ထန်းဆောင်နေတဲ့ဒါထိတ်ပေါက်ခေါ်မီတူရီဆိုတဲ့သူကတနက်တလဲလက်ပြပုံတလုံးကြီး250နဲ့အခြားဆက်ဆက်ပစ္စည်းစုစုပေါင်းတန်ဖိုး350ခန့်ရှိတဲ့ပစ္စည်းတွေကိုယူဆောင်ပြီးတော့အဂျန်ပတ်စစ်ခွေတက်စီမှာသွားရောက်ပြီးတော့ပူပေါင်းခဲ့တယ်။အဲ့ဒါကတော့စက်တင်ဘာ၈ရက်နေ့မှာဖြစ်တယ်လို့သိရပါတယ်။ ။ဒါပြင်အဲ့ဒီတစ်ဖက်ဝင်နေမှာချက်ရှိနေတဲ့ရဲဘော်တွေညဖက်စခွေးနဲ့ပူပေါင်းဖို့ကိုလည်းပဲသူတို့စိတ်သိသိွင်းကြတာရှိတယ်။တကယ်လို့မပူပေါင်းဘူးဆိုရှင်အဲ့ဒီကျွန်တော်တို့ကပိစကဝိုင်းတစ်ဖက် PDF တွေရဲ့မိသားစုဝင်တွေကိုအန်ရရပေးမယ်၊ချိန်ချောက်မယ်ဖန်စီမဲ့တက်ဖြတ်မဲ့ဘာညာဆိုပြီးတော့ချိန်ချောက်ခဲ့တယ်လို့လည်းကျွန်တော်တို့သိရပါတယ်။ဒါနဲ့ National Special Force ရှင်းပေါ့နော်ဒါတို့လုတ်သွားတဲ့အဲ့ဒီမှာအဖွဲထောင်ကျွန်တော်ပြည်သူတွေရဲ့ပတ်စံကိုအစုခံပြီးတော့လိန်လေသွားတဲ့ကောင်တွေဟာအခုဖြစ်စင်မှာသူရဲ့မိမဒါအเจ้าဖက်စစ်ခွေးတက်ကထောက်ပို့ဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လဲပြီးတော့ဖမ်းခံလိုက်ရတဲ့ဖြစ်စင်ကစတာပါ ဲ့တော့ဂျာပစ်စ်ခွတ်တန်းနဲ့ပေါင်းတယ်ဆိုရင်ဟိုဘက်ကလည်းမယုံဘူးကျွန်တော်ပြည်သူကိုသစ္စာဖောက်သွားတယ်ကျွန်တော်တော်လန်ကြီးကိုသစ္စာဖောက်သွားတယ်လောက်ကောင်တွေဖြစ်တယ်အဲ့ဒီလောက်ကောင်တွေကဖက်စစ်ခွတ်တန်းနဲ့တွားပြီးတော့ပူပေါင်းတယ်ဆိုရင်တော့မှအဲ့ဒီဖက်စစ်ခွတ်တက်ကသူ့ကိုလုံးဝမယုံတာကိုဒီနေ့ဖြစ်စင်မှာကျွန်တော်တို့တင်ရှာရှာမြင်တွေ့လိုက်ရတယ်။ဟုတ်ပြီ။အဲ့ဒီသူ့ရဲ့မိမကိုဒါ top ဆိုတဲ့ခေါင်းစဉ်လေးပေါ့ဗျာ တို့အခေါ်ကတော့ဗျာအကျန်းဖတ်ပေါ့ဗျာအကျန်းဖတ်ဆိုရဲခေါင်းစိန်နဲ့မူပွင့်တရားဆွဲလိုက်တယ်ဆိုတော့အဲ့ဒီပြစ်စင်မှာကျွန်တော်တို့ပြည်သူစီကနေပြီးတော့ပဆန်ခိုးပြီးတော့ကျွန်တော်ပြည်သူကိုတစ္ဆာဖောက်သွားတဲ့ကောင်အဲ့ဒီအမျိုးသမီးရဲ့ယောက်ျားကတနက်နေ့ပြစ်ပြီးတော့သူ့ရဲ့မိန်းမကိုတွားကယ်ကြတာဖြစ်တယ်ဆိုတော့ဒီပြစ်စင်ကကျွန်တော်ယူဂျီအဖွဲ့နဲ့မဆိုင်သူဒီပြစ်စင်ကကျွန်တော်တော်လန်တော့တပ်ဖွဲ့ဝင်နေလုံးလုံးမှာတက်ဆိုင် ခွေးချင်းချင်းဖြစ်တဲ့ကိစ္စပါ။ဒါလို့ဆိုရင်လည်းကျွန်တော်ရဲ့မိသားစုကနေရှင်းပြီလို့တော့မျှော်လင့်ပါတယ်။အဲ့ဒီကျွန်တော်တို့ဒါ National Special Force အဲ့ဒီခေါင်းဆောင်ဟာဂျမ်ဖက်စစ်ခွေးတပ်နဲ့ပူးပေါင်းပြီးနောက်ပိုင်းမှာလူခွေးမှုတွေနဲ့သူနဲ့ပတ်သက်တဲ့သူတွေပါခေါ်သွားတာ။ပစပန်တွေရောတနက်တွေရောအကုန်လုံးပါသွားတာ။အဲ့ဒီအဖွဲ့မှာကြံခဲ့တဲ့သူတွေကလက်ရှိအချိန်မှာ ကျွန်တော်တို့ဒါပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့အတူတူပူးပေါင်းပြီးတော့တော်လှန်ရေးလုပ်ငန်းစဉ်တွေကိုဆက်လက်ပါဝင်တိုက်ပွဲဝင်နေဆဲဖြစ်တယ်။ဒါကြောင့်လည်းပဲသူတို့နဲ့ပတ်သက်တဲ့သတင်းတိကျကျွန်တော်တို့ရဲဘော်တွေလက်ထဲမှာရှိတယ်။အကျွန်တော်ရဲမေတယောက်ရဲ့ဒါဒီဖြစ်စဉ်ပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူလက်သေးချာသိပါတယ်။ဟုတ်ပြီ။ဒါဆိုရင်တော့ရှင်းပါတယ်။ကျွန်တော်တို့အတွက်ကတော့သူရဲအုပ်တကောအလကားနှီးပါရလိုက်တယ်။ပြီးတော့ သူရဲ့အမျိုးသမီးဒါပခုံးမှာအနှက်ကြီးရတာဒဏ်ရာရသွားတယ်ပြီးတော့အခုသူတို့ပြန်ဖမ်းခံလိုက်ရတယ်ပြန်ဖမ်းခံလိုက်ရတဲ့အချိန်ကြာမှာဟိုဘရုတ်ကကောင်လေကဒါသူတို့ကတော့ဗျာအမ်မူတီယူချင်တာပေါ့ဘယ်လိုပြောမလဲငုံစားချင်တာပေါ့ဗျာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအဲဒီလိုဖြစ်စဉ်မျိုးကိုဖြစ်လိုက်တယ်အဲမနေ့ကကျွန်တော်တို့ဖြစ်စဉ်ဖြစ်တယ်ပြက်ကတ်မှုတွေဖြစ်တယ် ပြီးတော့ဒီကနေ့မှပဲပြန်လဲပြီးတော့ဖန်စီရမိတဲ့လေးတဲ့ဆိုတော့သူတို့ရဲ့ထောက်လန်းရေးတွေသူတို့ရဲ့အာအဲကျွန်ဖက်စစ်ခွတ်တက်ကကောင်းနေပဲတော်သလိုလိုဘာသလိုတကယ်ဖြစ်နေတာကလားအဲ့ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာသက်ဆိုင်တဲ့ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံးကိုကျွန်ဖက်စစ်ခွတ်တက်ကဖမ်းပြီးတော့အခုနှအုံမှာဖုံခါခံရပါ ကျွန်တော်အရှိသတင်းစင်တွေအရှိရက်တွေမှာဂျန်ဖက်စစ်ခွေးတက်ရထုတ်ပြန်ညညာချက်ရှိတယ်အဲ့ဒါကတော့မြန်မာနိုင်ငံလုံးဝရှိရဲခွေးမှန်မြတ်သူတို့ရဲ့ညွန်ကြားချက်အောက်ကအောက်မှာပဲလုံးလုံးကမှရှိရမယ်လို့သူတို့ထုတ်ဖော်ခဲ့တယ်အခုဒီဖြစ်စဉ်လည်းဖြစ်လည်းဖြစ်တော့အဲ့ဒီမှာရှိတဲ့ဒေါသနာကအဲ့ဒီမျိုးနဲ့အဲ့ဒီတိုင်းမှာရှိတဲ့ဆက်ဆက်တဲ့ရခွေးအကုန်လုံးကိုဖန်စီပြီးတော့အတခုပုံခါနေတယ်လို့ကျွန်တော်တို့သတင်းတိကျရရှိထားပါ ဆိုတော့ကျွန်တော်တို့တက်ကတော့ဘေးကနေပြီးတော့ခွေခွေချင်းကြိုက်နေတော့လက်ခုပ်တီးပြီးတော့ထိုင်ကြည့်နေုံပဲနားတော့နည်းနည်းတော့ဥရာပေါ့ဗျာနားတော့နည်းနည်းညီးရပေါ့ဟုတ်ပြီဒါလေးကိုအဓိကကျွန်တော်မိသားစုသိစေချင်တာပါဒီနေ့ရဲ့ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တို့ပေါ့နော်ဒါမင်းလှမြို့နယ်ကျွန်တော်အရှိချမ်းနေမှာကျွန်တော်ဖက်စစ်ခွေတက်ကစကြောင်းထိုးပြီးတော့အဲ့ဒီမှာချီရဲ့ကျေးရွာတွေကိုမီးရှို့နေတယ်လို့ကျွန်တော်သိရှိထားရတယ် ကျေးရ50ကျော်ကဒေသခံတွေကလည်းထောင်နဲ့ချီပြီးတော့စစ်ဘေးရှောင်နေရတယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားပါတယ်။ဘူဝဲတရားဝတိခရမင်းလာအရှိချမ်းကျေးရတွေဖြစ်တဲ့ဒါဇရစ်မြောင်ကျေးရတွေပြီးတော့ရွှေပေါက်ပင်ကျေးရတွေကိုဂျမ်ဖက်စစ်ခွေတက်ကထပ်မံပြီးတော့မီးရှို့နေတယ်။ဆိုတော့စတောင်းထုတ်ပြီးတော့မီးရှို့နေတာရက်နေလားဆိုရင်ကျွန်တော်သတင်းပြောတဲ့အချိန်ထိမရက်သေးဘူးလို့ကျွန်တော်သိရှိထားရပါတယ်။ဟုတ်ပြီ။နေရာဒီမှာမီးရှို့နေတဲ့အခုဆိုရင်ရွာပေါင်း14ရွာအထိမီးရှို့ပြီးသွားပြီလို့ကျွန်တော်တို့ အမင်းလာမှာရှိတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေစီကနေပြီးတော့သတင်းရရှိထားတာဖြစ်ပါတယ်။ဆိုတော့လက်ရှိအချိန်ဒီမှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနေရာစုံကနေပြီးတိုက်ပွဲတွေကိုဖော်ဆောင်နေကြပါတယ်။ဆိုတော့အဓိကအဖြစ်ကတော့ကျွန်တော်မိဘပြည်သူတွေစီသတိရှိဖို့ပါမိမိတို့နေရာကိုစစ်မှတ်မရောက်လာနိုင်သေးဘူးမိမိတို့နေရာမှာတနက်တန်မကြာသေးဘူးပြီးတော့လက်နဲ့ကြီးတဲ့တွေမကြာသေးဘူးဆိုပြီးတော့မိရောက်နေလို့မရပါဘူး။ ုံပြည်သူကဝိုင်းတပ်ဖွဲ့ဝင်တိုင်းသားတပ်ဖွဲ့ဝင်တွေဟာမြန်မာတိုင်းကလုံးဝရှိတဲ့ဂျမ်ဖတ်စစ်ခွေးတက်ရှိတဲ့နေရာမှန်မြောက်ကိုကျွန်တော်တို့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်တဲ့အတွက်ထူးထူးပြုနေထိုင်ပေးကြပါလို့လေးလေးနက်နက်မေတ္တာရက်ခံတောင်းဆိုအပ်ပါတယ်ဆိုတော့လူမျိုးနေမြေမှာရှောင်းလိုက်ကြပါခဏလေးပါတိတ်မကြတော့ပါဟုတ်ကောင်းနေအကုန်လုံးချွတ်ချုံကြတယ်ဂျုံဂျုံလည်းကြတယ်။ဒါတွေကလည်းပဲလက်ရှိနောက်ပြည်သူ့ကော်မတီတစ်ဖွဲ့ဝင်တွေရဲ့အောင်ပွဲသတင်းတွေနဲ့အတူကြွမ်းပြီးပါလေကြားမှာဖြစ်ပါတယ်။မကြောက်သေးမှာနောက်ထပ်အောင်ပွဲကြီးတွေရှိပါတယ်။ ဆိုတော့ဟောပဲယောဂကကောင်တွေကတော့အော်နေကြတယ်ပေါ့ဗျာ။နောင်ချုံနဲ့အနည်းဆုံးဖြစ်တဲ့ငါးမိုင်ပတ်လေအထိကိုငါတို့ထောင်ထဲချီတဲ့စစ်တောင်းကြီးကထိုးတက်လာပြီ။ဘာညာဆိုပြီးတော့ဆိုတော့မနေ့ကသတင်းလေးကိုပြန်ဖတ်ပေးပါ။ဒီစစ်ကြုံသွားရင်တော့တို့လို့မရဘူးနော်။ပြီးတော့မှဖင်ပြောင်းအောင်အပြေးချင်းဒီမှာကျွန်တော်တင်ပြရတဲ့အကြောင်းအရာကြောင်းပြပါအားနဲ့တက်မယ်လို့ညွှန်လိုက်ပါတယ်။နောက်လာတဲ့ဗီဒီယိုတွေကိုဒီချက်ပို့ကောင်းအောင်ကျွန်တော်အမြဲတမ်းစူးစမ်းပေးနေပါတယ်။ ဒနေပီစီပီကပိကြောင်းနဲ့ကြောင်းနိုင်ငံတွင်းမှာရှိတဲ့မိဘတအိုးချင်းစီတိုင်းဘီရက်နဲ့ကင်းရှင်းပါကြောင်းလေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါခင်ဗျ